န်ကြိုက်ပါတယ်ကျွန်တော်လည်းငငယ်ကအမှန်တိုင်းမျိုးရှောင်းဝင်ဖြစ်ချင်ပြဲဟိုကအရင်မစူးစမ်းလို့တော့ရှောင်းဝင်ဖြစ်ပြန်အင်ဂျင်နီယာဖြစ်သွားတာဆိုတော့ဆိုတော့အဲကြီးတဲ့အချိန်မှာရှောင်းဝင်ဘဝကိုပြန်ပုံပေါ်ရတာဆိုတော့ပျော့ပါတယ်ကိုလှုပ်ချင်တဲ့ character ကိုကိုဒီလက်တွေ့ဘဝမှာမလုပ်ရပါဘူးဒီတရုတ်ဆောင်ဘောမှာပြန်ပြီးစူးစမ်းရတယ်။ဥမာဆီယာနီဆိုလို့ရှိရင်လည်းပြိတ္တတွေကြိုက်ကြတယ်ပေါ့။အဲဆီယာမင်ကာရက်တာအခုလည်းဆီယာမင်ကာရက်တာဆိုတော့ကျွန်တော်တို့အရင်ချင်တဲ့ တော်ရိုက်ထားတာတော့တော်တော်ကြာပြီးတော့6နှစ်မိသားလောက်ရှိပြီပေါ့နော်။ဥမင်းရိုက်ထားရပါတော့နော်။အစိတ်ရုပ်ရှင်ကားကြီးအဲမာရီတောင်းရဲ့ချွန်တော်ရဲ့မမျိုးပေါ့မမျိုးကြီးရဲ့ကိုချထောင်ရဲ့အာငါဆူကြီးရဲ့ကျွန်တော်9ယောက်အာကားလေးအစိတ်6တော်ပိုင်းလာလို့ရှိပါတယ်။ဒါတွေကတော့အဲ့ခေတ်အဲ့အချိန်ပုံစံမျိုးလေးကိုရိုက်ထားမိမယ်။အခုထိခင်မိနေတဲ့ဥမင်းရဲ့စိတ်ကူးရဲ့ idea တွေပေါ့နော်။ဟုတ်ဆိုဒါလေးကရုံတင်တွေ့ရမှာပါ။ ။ကူကကင်းလို့အကျန်လေးပဲ။အဲမဟုတ်ဘူးဗျ။သူကအနုလေးပဲ။အနုဆိုတော့ drama လား။ drama drama ဟုတ် fancy drama မဟုတ်ဘူးလေလို့။အကူနဲ့ကပထမဆုံးစုံတဲ့ကားဖြစ်တယ်ပေါ့နော်။ဒီအောင်ကမင်းရွှေထော်လို့ရင်းနဲ့ကိုချောင်းနဲ့ပထမဆုံးရိုက်ရတဲ့ကားလို့ဆိုတော့အကူနဲ့ကတော့ဘာမှဘာမှပြောစရာမရှိပါဘူး။အပေးယူမျှတယ်ပြီးတော့ကိုကအာညီကိုလိုဖြစ်နေအောင်အများဆုံးပါလေ။ဒေသင်ကြီးပြေးစားရကွေးလောက်တဲ့ခါမှလို့ပါဘူး။ ။ဟောဟွာလေးအဲ့ထဲမှာကကျွန်တော်နဲ့မမပေါက်စီပါမအီတောင်းနဲ့ဒရဲမမျိုးနဲ့ကိုဂျပန်ဒရဲဆိုတော့အာအဲ့လိုဟိုဘက် site အနေနဲ့ဆိုရင်တော့ဟာသူတို့နှစ်ယောက်အဲ့လိုမျိုးလေးတုံးဆောင်တဲ့ဟာလိုက်ကြည့်ပြတာပေါ့နော်။ဟုတ်။ကျွန်တော် drama ကြိုက်တဲ့သူဆိုတော့ drama ကျွန်တော်တော်တော်ဟိုဘယ်လိုပြောမလဲ။အရန်အရန် free ဖြစ်တယ်ပေါ့နော်။ဟော drama ရိုက်ရတာဆိုတော့ကြိုက်ပါတယ်။ဘယ်ဟာလာလာတော့ကိုယ်အကောင်းဆုံးစူးစမ်းမယ်ဆိုရင်စိတ်နေပဲ။ဟုတ်လို့ သူကလေဇက်ကအစာ update ဖြစ်နေတာအဲ့တုန်းကရိုက်တုန်းကတော့အဲ့ရဲ့အဲ့ theme မှာရှိတဲ့အခြေအနေတွေအလောက် update မဖြစ်သေးဘူးဒါပေမဲ့ဦးမင်းရဲ့ idea ပေါ့နော်အခုအခု2025မှာအဲ့ဒါ update ဖြစ်နေတော့အာလက်ရှိထိဒါက update ဖြစ်နေအောင်ဆိုတော့ဒါကျွန်တော်တို့တော့ဒီကားလေးကိုတင်စေချင်တာ quality ရုံတင်ရရရဆိုတော့အများကြီးဝမ်းသာပါတယ်ဟုတ်တရားကြီးကတော့အများကြီးပဲအဓိကတော့အာကိုရှေ့ရ senior တွေနဲ့ရရရဆိုတော့လေဟိုကျွန်တော်တော့တော့ ပထမဆုံးအဲ့လိုရုပ်ရှင်ကားကြီးမနေရတောင်းကောင်းရတဲ့ကားလို့ပြောမှာပေါ့နော်ဒီကိုဗစ်ကာလကြီးမဖြစ်ခင်ကရက်ခဲကြတာဆိုတော့အဲ့ဒါတော့အမှတ်တရပါအဲ့ဒါလည်းပြီးတာနဲ့ကျွန်တော်ဒီကိုဗစ်ကာလအိမ်ထဲမှာ home stay နေကြရတဲ့အချိန်ဖြစ်သွားတာပေါ့မရှိဘူးဗျအဲ့တုန်းကတော့ကျွန်တော်ငွေဆောင်ဘက်မှာရက်ခဲတာကြီးများတယ်ပြီးရန်ကုန်မှာများတယ်ဆိုတော့ location နေကတော့ update ဖြစ်တော့ပေါ့ဖုန်းဆက်တိုင်းမှာကျွန်တော်တို့ drama ဆိုတော့လေကျွန်တော်အရန်စိတ်နှစ်ပြီးစူးစမ်းရတာဆိုတော့ဟို မဲ့ကျွန်တော်ရဲ့အဲဒီဟိုငငယ်တုန်းကအချိန်ကာလာလေးကိုပြန်မြင်နေရသေးတယ်လို့ပြောအောင်ပါဘာ။အဲလွန်ခဲ့တဲ့6နှစ်လောက်ဆိုကျွန်တော်လည်းနည်းနည်းလေးအာငယ်သေးတယ်ပေါ့။ဟုတ်ကူရနည်းနည်းလေးအဲအဲနည်းနည်းရင်းချက်တဲ့အချိန်ဖြစ်သွားပြီပေါ့။အာပြီးတော့လည်းအဲဒီတုန်းကဘာမှအဲ့လိုမျိုးဟိုယောဂတွေအဲ့လိုဘာဘေးတွေဘာမှမရှိသေးတဲ့အချိန်ဆိုတော့လေအရင်ပျော်တဲ့လူငယ်ဘဝတော့ရှိသေးတယ်။အရင်ပျော်ဖို့ကောင်းတယ်။ဆိုတော့အဲအဲအဲရဲ့ခံစားချက်တွေပြန်ရပါတယ်။ ဟုတ်ဟုတ်ကဲ့ဒါလူတိုင်းပါပဲကိုပြောတယ်မဟုတ်ပါဘူးအားလုံးကဒီခက်ခဲကြရတာပဲရုံးကြနေရတာဘာမှရအောင်မဟုတ်ဘူးကျွန်တော်တို့အနည်းငယ်သမားတွေကတော့အများကြီးကိုကိုကိုလိုအပ်တဲ့စူးစမ်းရမယ်လို့ပဲတွေးနေကြတယ်လူကြီးပါပဲကျွန်တော်အဲ့ထဲကလူတယောက်ပါပဲအများကြီးတော့မမျော်လင့်ပါဘူးအရာအားလုံးကပြိတ္တဟိုပဲပေးရမယ်ပြစ်တဲ့ပဲအမှတ်ပေးရတယ်။ဟိုအများကြီးမျှော်လင့်လို့မရဘူး။ဥပမာကျွန်တော်ဂိမ်းဆိုပြီးပထမဆုံးပြမယ်ပြပွဲမှာပဲငလင်ဖြစ်သွားတော့ကျွန်တော်အများကြီး promotion တွေမလုပ်ဖြစ်လာဘူးပေါ့နော်။ ဆိုတော့ဒါကတော့ကိုကိုကဒါကိုပြတာပေါ့မဟုတ်ဒီလိုပဲဖြစ်တတ်တယ်ဆိုတော့ပြပြတာပေါ့နော်ဆက်တော့ဘယ်ရောက်မှကျွန်တော်အရင် expectation တအားများလို့မရဘူးအာဖြစ်လာတဲ့ပုံမှာမူတည်ပြီးတော့လေအာအကောင်းဆုံး asset လောက်အောင်ဒါပါပဲဟုတ်အအခုကကျွန်တော်ဒီကျွန်တော် heavily နဲ့အကျွန်တော် forever နဲ့ပေါင်းရိုက်တဲ့အ series လေးကျွန်တော်ဒီရက်ထဲမှာ separate meeting တွေလုပ်နေပေါ့နော်အရင်ကဒီဆရာကြီးမဟူရလိုက်ကောရဲ့ မွေးထုကိုကျွန်တော်ပြန်ရိုက်ကြမယ်။ဒါကလေးတော့ဟိုဟိုပြန်ပြီးတော့ပြန်調査နေပါတော့။အဲကြိုက်ပါတယ်ကျွန်တော်လည်းငငယ်ကအမှန်တိုင်းမျိုးဆောင်းဝင်ဖြစ်ချင်ပြတ်။ဟိုကအရင်မ調査လို့ဆိုဆောင်းဝင်ဖြစ်ပြန်အင်ဂျင်နီယာဖြစ်သွားတာဆိုတော့ဆိုတော့အဲကြီးတဲ့အချိန်မှာဆောင်းဝင်ဘဝကိုပြန်ပုံပေါ်ရတာဆိုတော့ပြော့ပါတယ်။ကိုလှုပ်ချင်တဲ့ character ကိုကိုဒီလက်တွေ့ဘဝမှာမလုပ်ရပါဘူး။ဒီတရုတ်ဆောင်ဘဝမှာပြန်ပြီး調査ရတယ်။ဥမာဆရာနီဆိုလို့ရှိရင်ပြည်သက်တွေကြိုက်ကြရပါဘူး။ အဆီယမ်ကာရက်တာအခုလည်းဆီယမ်ကာရက်တာဆိုတော့ကျွန်တော်တို့အအရင်ချင်းနဲ့တူဆီယမ်ကိုဖြစ်ခဲ့တော့အဲ့လိုဆီယမ်ဝင်ငွေချင်းတွေရှိရသူတို့မေးရတယ်အဲ့လိုမျိုးပေါ့မလွဲချင်ပေါ့နော်ဟုတ်လားကျွန်တော်ကိုယ်တိုင်လည်းဟိုဒီအင်ဂျင်နီယာနဲ့ပတ်သက်တဲ့ကိစ္စကြီးဆိုလို့ရှင်ဟိုတိရယ်ဆိုလို့ရှင်ဟိုမှာအင်ဂျင်နီယာတိုက်ရိုက်မယ်ဆိုလို့ရှင်သူများမင်းတော့ကိုယ်လည်းတိတဲ့လောက်ပေါ့မဆီယမ်ဝင်ဆိုလို့ရှင်ဆီယမ်ဝင်ငွေချင်းတွေလိုက်မေးရတာပေါ့ဆေးထိုးရတိုင်တာအဆောက်ဟုတ်လားလေ့ကျင့်ရတာပေါ့ဘာလို့လဲဆိုတော့ကိုယ်စူးစမ်းရပါဦးသိမှတ်ပြပါပေါ့ ဇက်ကောင်တွေเนี่ยပတ်သက်ပြီးအမြင်နဲ့တွဲတွဲမြင်တာဆိုတော့အမြင်နဲ့အဲ့ဇက်ကောင်တွေတွဲမြင်မှုလည်းတကယ်တော့မလွယ်ဘူးအရင်ဟိုကားရိုက်တဲ့အခါမှာလေအရင်စိတ်နှစ်ကာရဲ့ CV ဖြစ်တဲ့အတွက်တစ်ခါ CV ရိုက်တာများခဲ့အောင် CV နဲ့ပဲ Successor ဖြစ်လာတာဆိုတော့ ဟိုအများကြီးအားထက်ခဲ့ရတာလေအချိန်ကြီးအများကြီးပြီးတကားဆိုကျွန်တော်တို့6လ9လလောက်ပေးခဲ့ရတာရှိတယ်လေစက်ကောင်လေးနဲ့တွဲမြင်နေတာ PD ဖြစ်တာပေါ့ဒါမဲ့ဇလန်တွဲလဲဆရာဝန်ပေါ့အဲဆရာဝန်ပေါ့အရန်စူးစားတဲ့ကောင်လေးပေါ့ဟုတ်ကျွန်တော်ကင်းဆိုလို့ရှိရင်မရိုက်ခင်တအားရိုက်ချင်ခဲ့တဲ့ character ပေါ့ရိုက်ပြီးွားပြီဆိုတော့အဲကျင်းတဲ့လေပြန်ကြည့်ရတဲ့ခါမှာတော်တော်ကျင်းတဲ့ပုံပုံပုံပေါ့နော်အိုကေစက်ကောင်မွန်90%လောက်ဒီအရန်ကိုစိတ်ကျင်နေဖို့ဖြစ်ခဲ့အဲ့လိုမျိုးခားမရခဲ့ဘူးအခုဟိုထပ်ပြီးမောင်းမြင်ကျင်နေဆိုတော့နည်းနည်းဟို စိုးတာလေးရိုက်ပြီးပြီဆိုတော့ဒီလိုပါပဲဗာဗီပြီးတော့အကုန်လုံးချင်တာပါ character name နဲ့တွဲမြင်တာလည်းကြိုက်ပါတယ်နောက်ပြီးတော့အဲ့လိုကျွန်တော်ဒီလိုပြောရမလဲဥပမာဟို other thing character မျိုးတွေပါလေမျိုးကြိုက်တယ်လေလေနည်းစူးစမ်းကြည့်ကြတယ်မလွယ်ဘူးဒါပေမဲ့အရင်ကျုပ်လုံးကြည့်ချင်တယ်အော်အခုချိန်ကြည့်လေအခုတော့အခုအဲ့လိုမေးရတယ်ဆိုတော့ပို့ထုံးဆိုလည်းအခုချိန်ကြည့်ရပြောလိုက်တာနဲ့တည်ရဲအဲ့လိုမျိုးဒါပိုလီယိုဖြစ်မယ်ဆိုရင်ပိုလီယိုအော်ဒီဆင်နဲ့ပိုလီယိုတော့နည်းနည်းကွဲကွဲတော့ကွဲနေတယ်အော်ဒီဆင်ကြောက်ပုံစံတစ်မျိုးပေါ့အာ အဲ့လိုမတူတဲ့ character လေးပေါ့နော်ဘယ်သူတွေလုံးမဟုတ်ပါဘူးလူတွေရဲ့ဘဝကိုပုံပေါ်ရတဲ့တယောက်ဆောင်လေးဆိုတော့အဲ့လိုအနည်းဆက်ဆုံးတူအောင်တော့စူးစမ်းကြည့်ဒါမှမဟုတ်လည်း100%မတူပါဘူးအကောင်းဆုံးလုပ်ကြည့်ကြရအောင်ပေါ့ဒီအာ series comeback လို့ပြန်ပြောလို့ရအောင် series ကိုကျွန်တော်ရက်ထားတာနှစ်နှစ်လောက်ရှိပါပြီနှစ်နှစ်အတွင်းမှာကျွန်တော်အဲ့ lotion ကားကြီးတွေရိုက်ခဲ့တာပေါ့နော်အခုမှ series ကိုပြန်ပြီးတော့ဆက်ရိုက်တာလို့ပြောအောင်ပေါ့နောက်ဆုံးရိုက်ခဲ့တာ2023လောက်ထဲရနောက်ဆုံးပြတ်သွားတာပေါ့နော်အဲ့ကားလည်း အာမလာသေးဘူးပေါ့ဒါပေမဲ့ကျွန်တော်ကားမလာတာ၃နှစ်နီးပါးလောက်ရှိပါပြီတော်တော်ကြာသွားပြီအားလုံးကကျွန်တော်တို့နောက်ဆုံးတောင်းရင်လည်းနဲ့ပဲဆွဲနေတော့ဖြစ်နေပါလေကျွန်တော်လည်းခဏလုတ်ချင်လာပြီးလုတ်ခဲ့ပြီးဆိုတော့ခဏ series ကိုဖြတ်ချလိုက်တာအခုကားကြီးမှာဘာလို့ဆိုတော့ကျွန်တော်လုတ်ချင်ကားကြီးရိုက်နိုင်လို့လဲလို့တယ်ပေါ့နော်အဲ့တော့အကားကြီးဘက်ကိုအရင်က series ရိုက်မယ်ဆိုကျွန်တော်က6လောက်လောက်ပေးအဲ့6လောက်ဘယ်မှထွက်လို့မရတော့ဘူးတော့ကိုကိုတိုင်း အာ main character ဖြစ်တဲ့ခါမှာကိုကထွက်ပြီးရိုက်နေနောက်မှရိုက်ဆရာမရှိတော့ဖြစ်တဲ့အတွက်လက်လွတ်ရတာအများကြီးပေါ့အဲ့တော့ series ခဏရပ်ပြီးတော့ကားကြီးရိုက်တယ်အခုတော့ series ကကိုကဘာဖြစ်လို့ forever သူကအာပေးလိုက်တဲ့ဟိုကြောက်ထက်ဆိုဖြစ်တဲ့အတွက် series ကိုပြန်ရိုက်ချင်တော့ကိုလည်း whatever ခုကအေဘလီနဲ့ရိုက်တဲ့ကားလေးမှာပြန်ส่งဖို့ส่งဖို့ခွင့်ရင်းပေးရဆိုတော့အရန်ပျော်ပါတယ်အရန်ပျော်တယ်ဘာလို့ဆိုတော့ series ကို အရင်အားဆိုင်ရပဲ series ကလေဘာလို့လဲဆိုတော့အခုအပြင်အောင်မချောဘူးလဲပါတယ်ဆိုတော့လေဟိုဇက်ကအရင်မြိုင်နေကောင်းတယ်ဟိုတည်းအရင်ကိုဟို challenge ဖြစ်မဲ့ဇက်တွေကြီးပါပဲအဲအဲ့ဆိုတော့ကိုယ်ကိုလည်းယုံကြည်လို့တာဝန်ပေးရဆိုကိုယ့်ဘက်ကလည်း100%အရင်ပြန်ပေးရမယ်လို့ဆိုရဲစိတ်ကိုပေါ့နော်အခုဆိုရင်ဒေးပိုင်းတည်းကစားအနေနဲ့အားအရပဲထိုင်ဖက်နေရလွယ်လို့မရပါဘူးနော်အဲ့မှာလည်းမချောငငယ်လေးတွေကမချောခိုက်ကြည့်ဦးရလေဆိုတော့ဟိုခု ဒီဝိုင်းအနေနဲ့ဘယ်သူနဲ့ပဲတွေ့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 ပြီးတေးဥဆောင်မှာကိုယ့်အတွက်ကတော့ဒါဘာပြောဟိုအကောင်းဆုံး chance တစ်ခုပေါ့နော်အခုအခုကျွန်တော်အဲ့ကားလေးကိုအဲကားလေးနာမည်မြစ်တာလေးရင်းတင်းစီတာပေါ့နော်အဲ့ကားလေးကျွန်တော်ရိုက်ဖို့ရှိပါတယ်အမြန်ဆုံးပြိတ္တရှိရောက်လာမယ်လို့ထင်ပါတယ်